ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဘင်းစတက်ထိပ်သည့်အစည်းအဝေးတက်ဖို့ရောက်နေတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုမကြိုဆိုကြောင်းအင်္ဂလိပ်ဘာသာနဲ့စာတန်းကိုကြောက်ဖျားမြစ်ပေါ်ကတရားတစင်းပေါ်မှာတက်ကြွလှုပ်ရှားသူတွေကချိတ်ဆွဲခဲ့ကြပါတယ်။မြန်မာစစ်ကောင်းဆောင်ကိုတရားခွင်ပြုလိုက်တဲ့ထိုင်းနဲ့ဘင်းစတက်ဖွဲ့ရရဲ့ဆုံးဖြတ်ချက်ကိုပြင်းပြင်းထန်ထန်ရှုံချကြောင်းအရက်ဖွဲ့အဖွဲ့စည်းတွေနဲ့လူခွင့်ရေးအဖွဲ့တွေကပြင်းပြင်းထန်ထန်ကန့်ကွက်နေကြပါတယ်။ မြမနွေဦးတော်လန်ရေးလူလူသွဲအင်အားစုတွေကလည်းဘင်စတက်စီဝေးလုံနေတဲ့ဧပြီလ၄ရက်နေ့မှာထိုင်းရောက်မြန်မာတွေအလုံမစင်တာအနက်ရောင်ဝစ်စားတွေဝစ်စင်တာစန့်ကျင်ကြောင်းပြသဖို့တိုက်တွန်းထားပါတယ်။ ်ဘင်္ဂလားဒေ့ရှ်အိန္ဒိယသီရိလင်္ကာဘူတန်မြန်မာနဲ့နီပေါနိုင်ငံတို့ကထိတ်တန့်တပ်တမန်တွေဟာထိုင်းနိုင်ငံခြားရေးဝန်ကြီးမာရီဆန်ဂီယာပွန်ဆာဦးဆောင်တဲ့အကြိမ်20မြောက်ဘင်းစတက်ဝန်ကြီးများအစည်းအဝေးကိုတက်ရောက်လာကြပြီးမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကုန်သွယ်ရေးနဲ့ဒေတာရင်းဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးကြမှာဖြစ်ပါရဲ့ရှင်။ အရက်ဖက်အဖွဲ့စည်းနဲ့လူခွင့်ရေလှုပ်ရှားသူတွေအပြင်းထန်ကက်ကွက်နေတဲ့ကြားကပဲအာနာသိန်းစစ်ကောင်းဆောင်ဟာထိုင်းနိုင်ငံဘန်ကောက်မြို့ကတောင်လျှောက်ကောင်းဆောင်အများစုပါဝင်မဲ့ဘင်းစတက်ဒေတာရင်ထိတ်သီးအစည်းအဝေးကိုဧပြီလ3ရက်နေ့ကရောက်ရှိနေပါတယ်ဒီခေတ်ဆရာ2021ခုနှစ်အာနာသိမ်းပြီးနောက်ပိုင်းအရှိတောင်အာရှနိုင်ငံကိုပြည်တွင်းစစ်ဖြစ်စေခဲ့တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ရှက်ရှားပါပါခီးစဉ်ဖြစ်ပါတယ်။ဒီခေတ်ဆင်ကိုကန့်ကွက်မှုတွေလုပ်တဲ့အထက်မှာတော့ထိုင်းနိုင်ငံကအရက်ဖက်အင်အားစုတွေလည်းပါဝင်ပါတယ်။ ကံကွက်မှုတွေကြားကနေကောင်းထဲပေါ်သွားတဲ့စစ်ကောင်းဆောင်ရဲ့ဘန်ကောက်ခီးစင်နဲ့ပတ်သက်လို့ဆရာနာရှင်တော်လိုင်းအင်အားစုကကိုနန်းလင်းကို DBB ဆွေကနေတိုက်ရိုက်ဆက်သွယ်မေးမြန်းသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါကိုနန်းလင်းရေမင်္ဂလာပါရှင့်ပထမဦးဆုံးအနေနဲ့ပေါ့နော်အခုစစ်ကောင်းဆောင်ရဲ့ဘန်ကောက်ဘေးစတက်အစည်းအဝေးကိုကံကွက်မှုတွေမှာထိုင်းနိုင်ငံကရက်ဖက်အဖွဲ့အစည်းတွေပါပါဝင်လာတာတွေ့ရပါတယ်။အဲ့တော့ဒီစစ်ကောင်းဆောင်ရဲ့ခီးစဉ်ကိုနှစ်နိုင်ငံပူးပေါင်းကန့်ကွက်မှုဖြစ်ကြတဲ့အခြေအနေကိုအရင်ဆုံးပြပြပေးပါရှင့်။ဟုတ်ကဲ့ဗျ။ဆိုတော့ တင်ကြတာတော့ဒီခီးစဉ်ကို ထိုင်းဒီပြည်သူတွေရော နောက်ထိုင်းနိုင်ငံကြီးသမားတွေထိုင်းတက်ကြွလောက်ရှာရတဲ့သူတွေသူတို့တွေကိုယ်တိုင်ကမကြိုးစားပါဘူးမထောက်ခံပါဘူးဆိုတော့ထိုင်းပြည်သူတွေကိုယ်တိုင်ကဆိုရင်ဒီရာဇဝတ်ကောင်ကိုဒါနိုင်ငံတကာတရားရုံးတွေကိုတင်ပို့ဖို့ဆိုပြီးတော့ဒါတောင်းဆိုနေရတွေ့ရပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့မြန်မာဒေါ်လာရင်းအင်အားစုတွေကလည်းဒီခီးစဉ်အကြောင်းဟိုစပြီးတော့ကြားတဲ့တိကြဲတွေကတောက်လျှောက်ဆောက်ကြည့်ပြီးတော့မှဒီဖိတ်ကြားမှုဒီခီးစဉ်ကိုကန့်ကွက်တယ်ဆိုတာကျွန်တော်တို့ ထုတ်ပြောထားပါတယ်ထို့သောဒီ28ရက်နေ့မှာဒီစကိုင်းငလင်ဖြစ်သွားတဲ့အချိန်မှာတော့ကျွန်တော်တို့အနေနဲ့ဒီငလင်ရေးပေါ်မှာပြည်တွင်းပြည်ပဒါအားလုံးရှိကြတဲ့ပြည်တွေကတော့ကူညီဖို့ထောက်ပံ့ဖို့လှူဒန်းဖို့ကိုပဲပို့ပြီးတော့အာရုံစိုက်နေတဲ့အနေအထားကြိုးစားနေတဲ့အချိန်မှာပဲပြောရမယ်ဆိုရင်မင်းအောင်နိုင်ကထိုင်းမီဘော်ကိုတွားပြီးတော့မှဒါနိုင်ငံတကာကိုခွေးတိုးပေါက်ကနေဝင်ဖို့ကြိုးစားတာလို့ကျွန်တော်တို့မြင်ပါတယ်။ဒါကြောင့်နိုင်ငံစလုံးကအရက်ဖက်အဖွဲ့တွေကဒါတက်ကြွလှူရှာသူတွေကနေပြီးတော့အပြင်းထန်ကန့်ကွက်နေကြတာဖြစ်ပါတယ်။ ဆိုတော့အဓိကကတော့စစ်အုပ်စုကိုတရားဝင်မှုမပေးဘူးကျွန်တော်တို့စူးစမ်းနေကြဖြစ်တယ်။ပြောရရင်တော့ဒါခုနကျွန်တော်ပြောခဲ့သလိုပဲဒါငလင်းကိုအကြောင်းပြပြီးတော့မှမင်းအွန်လိုင်းကဒါခွေးလူဘောက်ကဝင်မှုစူးစမ်းနေလို့ကျွန်တော်တို့မြင်တယ်။ဒါကြောင့်ဒီခီးစဉ်ကိုစန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ထိုင်းရောက်မြန်မာတွေရောနောက်ထိုင်းပြည်သူတွေရောပါဝင်နိုင်တဲ့လှုပ်ရှားမှုတွေကိုကျွန်တော်တို့စောစီးရုံနေတာဖြစ်ပါတယ်။အမှန်တော့အခုချိန်မှာက ဒီငလင်းတန်သင့်ပြည်သူတွေကိုကျွန်တော်တို့ကူညီကယ်ဆယ်နေရမယ့်အချိန်ဖြစ်ပါတယ်ဒီလိုအချိန်မှာမင်းအွန်လိုင်းကိုတိုင်ကနိုင်ငံရေးအမျက်ထုတ်ပြီးတော့မှအလုံနေတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုရက်ကိုဒါထိုင်းပြည်သူတွေနဲ့เนาะကျွန်တော်ထိုင်းရောက်မြန်မာတွေအတူပူးတွဲပြီးတော့မဟာလာကိုထိုင်းကနေမောင်းထုတ်ပေးဖို့เนาะဖန်စီပြီးတော့မှ ICC မှာတရားစွဲဖို့ဒါကျွန်တော်တို့ပန်ကြားစည်းရုံးနေတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ ဟုတ်ကဲ့ပါရှင်ဒီလိုအပြင်းထန်ကန့်ကွက်မှုတွေကြားရပဲစစ်ကောင်းဆောင်ခီးစဉ်ဖြစ်ပေါ်လာတဲ့အပေါ်မှာရောထိုင်းအာနိုင်ပိုင်းဘက်ကဒီအခြေအနေကိုဘယ်လိုသဘောထားမှတ်ချက်ပြုချင်ပါလဲရှင်음ထိုင်းအာနာပိုင်းဘက်ကတော့ဘာမှတ်ချက်မှပြန်ကြားတာထုတ်ပြန်တာမျိုးကျွန်တော်တို့မတွေ့ရဘူးဗျဟိုတကယ်တမ်းထိုင်းစိုးရရဲ့တာဝန်ပြီးဒါမင်းအွန်လိုင်းကိုဖမ်းပြီးတော့မှနိုင်ငံတကာဒီရာဇဝတ်တရားရုံးတွေကိုကျွန်တော်တို့ဒါပို့ဖို့ပဲဖြစ်တယ်အခုကျတော့ထိုင်းစိုးရကိုယ်တိုင်ကထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ကဒီသွေးစွန်းတဲ့လက်ကိုကမ်းပြီးတော့မှ တရားဝင်မှုပေးဖို့ကြိုးစားနေလို့ကျွန်တော်တို့မြင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဒီခီးစင်ဟာဒီစစ်ကောင်းဆောင်ရဲ့ရှစ်တောင်အရှာပထမအဆုံးခီးစင်လည်းဖြစ်တယ်ပေါ့နော်အဲ့တော့ခါကျတော့ဒီဒီခီးစင်နဲ့ပတ်သက်ပြီးတော့လဲဟိုဒီဒါပထမအဆုံးခီးစင်ဖြစ်တယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးလဲပြောပြပေးပါဦးရှင်ဟုတ်ကဲ့အော်ဒီခီးစင်မှာဟိုငလင်ဘေးနဲ့ပတ်သက်ပြီးတော့မှကုညီကယ်ဆေးအတွက်အဲရောက်နေတဲ့ဒေတာတွင်းကောင်းဆောင်နေနဲ့ဆွေးနွေးဖို့ရှိတယ်လို့တော့ပြောပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့မြေပြင်မှာ ငလင်းဘေးနော်စစ်ကောင်စီရဲ့ငလင်းဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကဘာမှထိထိရောက်ရောက်မရှိဘဲနဲ့ဟိုနော်လူပြည်သူတွေကကိုတူကိုထလုပ်နေရတယ်ဆိုတာဒါပြည်သူတွေကိုယ်တိုင်လည်းသိတယ်နိုင်ငံကလည်းမြင်ပါတယ်နော်ဆိုတော့ဟိုတကယ်တမ်းကျတော့လေပြည်သူပြည်သူချင်းကူနိုင်ဖို့ကိုမင်းအွန်လိုင်းကိုယ်တိုင်ကပဲဟိုပြောရမယ်ဆိုရင်ဗျကူနိုင်ကယ်နိုင်တဲ့လူငယ်တွေကိုစစ်တပ်ထဲထက်ပေါ်တာတွေဆွဲနော်ပြင်ထောင်ထဲထက်ပြင်တန်းနဲ့ချီနိုင်ငံခြားကိုရွှေ့သွားပြောင်းသွားအောင်လို့ ဒါသူကိုယ်တိုင်ပဲမောင်းထုတ်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီလောက်ရက်တွေပေါ်ဒီရှင်တွေပေါ်မှာထိုင်းဆိုရပါဝင်အာဆီယံအဖွဲ့ကိုယ်တိုင်ကမင်းအွန်လိုင်းကိုထိရောက်တဲ့အရေးယူမှုတွေဖိအားပေးမှုတွေလုပ်ဖို့အတွက်ပြက်ကွက်ခဲ့ပါတယ်အဲ့တော့ဒီခီးစဉ်ကနေကျွန်တော်တို့ကဘာဆိုရင်လဲဆိုရင်တော့ဒီငလင်းကြားเนาะဒီအုပ်ပုံတွေကြားပြည်သူတွေရဲ့အလောင်းပုံတွေကြားတဲ့ကနေဟိုမင်းအွန်လိုင်းဆေးအုပ်စု အာနာတီငယ်ရေးအတွက်ကိုဟိုဒီလောက်လာမယ့်နိုင်ငံကြီးလှည့်ွက်တွေပေါ့ဗျာဒီအဲ့လှည့်ွက်တွေကို ဒီအစည်းအဝေးကနေတဆင့်ပေါ့နော်ထိုင်းနိုင်ငံကနေပြီးတော့ဟိုထောက်ခံပန်ပိုးပေးလို့ဖြစ်သွားမှာလို့ကျွန်တော်တို့စိုးရိမ်နေပြီးတော့ဒါကထိုင်းဆိုရအတွက်လည်းတနမန်ရေးရအမဲဆက်ဖြစ်သွားနိုင်တယ်လို့ကျွန်တော်တို့မြင်နေပေါ့နော် အခုဒါပြောရမယ်ဆိုရင်တော့ဟိုထိုင်းဆိုရရဲ့ဒီမင်းအွန်လိုင်းကိုဖိတ်ကြားမှုကမင်းအွန်လိုင်းနေနဲ့ပြည်တွင်းမှာလူတွေကိုဆက်ပြီးတက်နိုင်အောင်လူငယ်တွေကိုပို့ပြီးတော့ဖမ်းနိုင်အောင်ပေါ်တာဆွဲနိုင်အောင်ပို့ပြီးတော့ဘုံကျဲနိုင်အောင်တရားဝင်မှုပေးပြီးတော့မြှောက်ပေးလိုက်တဲ့အဲလုံရဖြစ်နေတယ်ဆိုတော့ကျွန်တော်အလေးနဲ့ပြောချင်တယ် ဒါဒီလောကကတိတ်ကို NA ကြီးပါတယ်တိတ်ကို NA များတယ်ဆိုတော့ကျွန်တော်သိသိချင်ပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါ तू อ่ะဒါဖန်ဝရန်ထုတ်ခံထားတဲ့သူတယောက်လည်းဖြစ်တယ်ဆိုတော့ဒီခီးစဉ်ကို तू အနေနဲ့လာရတဲ့အပေါ်မှာဘယ်လိုမှတ်ချက်ပြုခြင်းလဲဟိုပြောရင်တော့ဗျာ main online ကဒါနိုင်ငံကြီးအမျက်ထုတ်ဖို့လာတဲ့ခီးစဉ်လိုပဲမြင်တယ်၄နှစ်အတွင်းမှာအရှိတောင်အရှာနိုင်ငံတွေကို तू တစ်ခေါက်မှမရောက်ပထမဆုံးရောက်တဲ့နိုင်ငံကလည်းထိုင်းနိုင်ငံဖြစ်တယ်ဒါကြောင့်ဒါထိုင်းနိုင်ငံအတွက်တနင်္လာနေ့ကအမဲဆက်ဖြစ်နေပြီလို့တော့ကျွန်တော်တို့ကပြောခြင်းတယ် ပြောရမယ်ဆိုရင်ဒီအစည်းအဝေးနဲ့ main online နဲ့မထိုက်တန်ဘူးမြန်မာပြည်သူတွေလည်းကိုစားပြုတဲ့အခြေအနေမှာလုံးလုံးမရှိနေဘူးထိုင်းပြည်သူတွေနဲ့နော်ဒါထိုင်းမှာရှိကြတဲ့နိုင်ငံရေးသမားတွေကိုလည်းမကြိုးစိုးဘဲနဲ့ဒါဟိုဒါဖန်ဆီးကိုပြောနေတာလေတင်ဒါဒီခီးစင်ဟာဘလောက်တောင်မှရုပ်ပြက်စင်ပြက်ဖြစ်နေတဲ့ခီးစင်လေဆိုတာအင်တန်သိတာပါလေဗျဟုတ်ကဲ့ပါဒီခီးစင်နဲ့ပတ်သက်ပြီးတော့ဒီကနေ့ညနေပိုင်းမှာလှုပ်ရှားမှုတစ်ခုလုပ်ဖို့ဒီရပ်ဖက်အဖွဲ့တွေကဟိုတိုက်တွန်းထားတယ်တွေ့ရပါတော့ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့လည်းပြောပြပေးပါအောင်ရှင် ုတ်ကဲ့ထိုင်းနိုင်ငံမှာလည်းဒါမနေ့ကညနေလောက်တရားဆက်ပြီးတော့မှထိုင်းရဲ့ဖက်ဖွဲ့တွေကဒါဗင်းစာရှင်းလင်းပွဲကြီးလုပ်ပြီးတော့မှဒီခီးစဉ်ကိုကန့်ကွက်ကြောင်းရှုတ်ချကြောင်းတွေပြောတယ်ပြီးသွားရင်ထိုင်းလွှတ်တော်ထဲမှာလည်းဒါဟိုလွှတ်တော်အမတ်တွေကိုယ်တိုင်ကဒီခီးစဉ်နဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်ပြောဒီမနက်မှာလည်းပဲဒါကျွန်တော်အခုကာဘာတင်ထားတဲ့ဒီဒီဒီဘန်နာချိတဲ့ဟာပေါ့နော်ဆိုတော့ပြောရမယ်ဆိုရင်ထိုင်းနိုင်ငံမှာဒီခီးစဉ်ကိုကန့်ကွက်ကြောင်းလှုပ်ရှားမှုတွေရရှိနေပါတယ်ဆိုတော့ကျွန်တော်တို့လည်းဒါခုပီတွင်းကတပိတ်ရင်အားစုတွေအကုန်စုပေါင်းပြီးတော့မှဒီအလုံးမစင်းင်းနဲ့အငရောင်ကမ်ပိန်းလုပ်ပြီးတော့မ ဒီထိုင်းရောက်မြန်မာတွေရောထိုင်းနိုင်ငံမှာရှိတဲ့ထိုင်းနိုင်ငံသားတွေကိုပူပေါင်းပြီးတော့မှပါဝင်ဖို့ကျွန်တော်လှုံ့ဆော်စီရင်နေတာဖြစ်ပါတယ်။ဟိုထို့တော့ပြောရရင်တော့တစ်ဖက်မှာတော့ဒီငလင်တန်တင့်တဲ့ဟိုအခြေအနေတွေကြားကနေကျွန်တော်တို့ကဒီခီးစင်တွေကိုကန့်ကွက်ရတဲ့အခြေအနေဖြစ်တဲ့အခါကျတော့အချိန်အကန့်သက်ပါဝင်အများကြီးဒီလွှမ်းခြုံပြန့်နှံ့မှုတော့အခက်အခဲရှိပါတယ်။ထို့တော့တေချာတာကတော့ main online ရဲ့ဒီထိုင်းခီးစင်ပြီးထိုင်းပြည်သူတွေရောမြန်မာပြည်သူတွေရောစန့်ကျင်ကန့်ကွက်တဲ့ခီးစင်ဆိုတာတော့ ဟိုတိတ်ကိုပေါ်လွင်နေတယ်တိတ်ကိုထင်ရှားနေတယ်ဆိုတော့ပြောချင်ပါတယ်ဗျဟုတ်ကဲ့ပါနောက်ဆုံးဖြည့်ဆွတ်ပြောချင်တဲ့စကားရှင်ပြောပေးပါအောင်ရှင်ကျွန်တော်တို့အနေနဲ့မင်းအွန်လိုင်းကိုဒီလိုမျိုးတရားဝင်မှုပေးတဲ့လောက်ရက်တွေဟာကျွန်တော်တို့မြန်မာပြည်သူတွေခံစားနေရတဲ့စစ်ဘေးเนาะဒီတဘောဝဘေးတွေအတွက်ဟိုပြောရမယ်ဆိုရင်တော့ဟိုဟိုအကူအညီမဖြစ်တဲ့အပြင်ပို့ပြီးတော့မှရင်ဝဆောက်ကံခံလိုက်ရလို့ဖြစ်နေတယ်လို့ကျွန်တော်တို့မြန်မာပြည်သူတွေခံစားနေရတယ်ဆိုတာတော့ဒါထိုင်းပြည်သူတွေရောထိုင်းဆိုရတာဝန်ရှိသူတွေရောကျွန်တော်သိရှိချင်ပါတယ်ဗျ။ ဟုတ်ကဲ့ပါအခုလိုအချိန်ပေးပြီးဖြည့်ချပေးတဲ့အတွက် DBB ကကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ DBB ဘန်တော့သားအားလုံးလည်းကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့ပါဒါကတော့စစ်ကောင်းဆောင်ရဲ့ဘန်ကောက်ခီးစဉ်နဲ့ပတ်သက်လို့ကိုနန်းလင်းကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်